အားလုံးပဲမင်္ဂလာပါရှမတ်လေး channel မှာကြိုဆိုလိုက်ပါရစေဒီတစ်ခါတခွားသီးတုံနီလေးကိုကျွန်တော်ပြောပြပေးသွားမှာ ဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းတွေကတော့တခွားသီးနဲ့ကျွန်တော်ကတွဲပြီးတော့မှဘာနဲ့တုံမလဲဆိုတော့ broccoli လို့ခေါ်တဲ့ဒီပန်းမုံလာပွင့်လေးနဲ့ကျွန်တော်တုံမယ်ပြီးတော့ခရမ်းချင်းကျက်သွန်နီအဲ့ဒါတွေနဲ့ရောပြီးတော့ကျွန်တော်တုံမယ်မြေုပ်သီးလဲချင်းငံဆက်အာပြီးတော့ lemon လဲပါမယ်အဲ့လိုမျိုးပါเนาะ တကယ်အရသာရှိအောင်ကျွန်တော်တုတ်ထားတဲ့ဒီသခွားဒီတုံလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဆက်ပြီးတော့မှကြည့်ရှုပေးပါဟုတ်ကဲ့ပါကျွန်တော်တို့ဒီပထမအုပ်ဆုံးတော့ broccoli ပန်းမုံလာပွင့်တပွင့်ကိုကျွန်တော်တို့ပုံမှန်ပြထားတဲ့အတိုင်းလှီးဖြတ်ပြီးတော့မှရေနွေးထမ်းပုတ်ပွဲဆူရဲထဲမှာကျွန်တော်စပြီးတော့ပြုတ်ပါတယ်သူ့ကို နှစ်မိနစ်လောက်ပေါ့နော်နှစ်မိနစ်သုံးမိနစ်လောက်ကျွန်တော်တို့ပြုတ်ပြီးတဲ့အခါမှာမကြက်တကြက်လေးဖြစ်သွားပြီပြီးတော့ထပ်ပြီးတော့တမင်းလောက်ထပ်တိုးမယ်ဆိုလို့ရှိရင်အားလုံးကြက်သွားမယ်အဲ့ဒါလေးကိုကျွန်တော်ကတခွားသီးနဲ့ရောသုံးမှဖြစ်တဲ့အတွက်ဒါလေးကိုပထမဆုံးကျွန်တော်ပြုတ်ထားပေးခြင်းဖြစ်ပါတယ်ပြီးတဲ့အခါမှာတခွားသီးပုံမှန်ပြထားတဲ့အတိုင်းနှလုံးကိုကျွန်တော် သခွားသီးနှလုံးပေါ့နော်ကျွန်တော်အသုံးပြုတဲ့အခွန်နွားပြီးတော့မှအဲ့ဒါကိုပပလီပြီးတော့မှသုံးမဲ့ပကံထဲမှာဆက်ပြီးတော့မှထဲမှာဖြစ်ပါတယ်ဒါတော့ရိုးရှင်းလွယ်ကူပြီးတော့မှလူတိုင်းလည်းလှုပ်ရှားနိုင်တဲ့အရာလေးဖြစ်တဲ့အတွက်ဒီဟာလေးကိုကြည့်ပြီးတော့မှအာကြည့်ရှုသူများလည်းအားလုံးလှုပ်ရှားနိုင်ပါတယ်အလိုမှလည်းအရသာရှိတယ်ကုန်ကြစိတ်လည်းတက်တာတယ်အဲပြီးတော့မှစားလို့လည်း အာရဖြစ်တယ်ပေါ့နော်။အာဘာနဲ့ပဲစားစားအာကတွင်းကိုမြင်စေတယ်ပေါ့နော်။အခုဆိုလို့ရှိရင်ကျွန်တော်လှီးပြတ်ထားတဲ့ဟာတွေကိုတုံးမဲ့ပကံထဲမှာကျွန်တော်စပြီးတော့မှအာထည့်ထားပါမယ်။လှီးပြတ်ပြီးတော့မှပေါ့နော်။အားလုံးလှီးပြတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီသခွားသီးတွေကိုတုံးမဲ့ပကံထဲမှာအကုန်လုံးထည့်လိုက် ပါတယ်ပြီးလို့ရှိရင်ကျွန်တော် ခုနကပြုတ်ထားတဲ့ပမုံလာပွင့်တပွင့်ပေါ့နော်အဲ့ဒါကိုတေချာပြုတ်ထားပြီးတော့ရေစေးရေစစ်ပြီးသားပေါ့နော်အဲ့ဒါကို ကျွန်တော်ဒီသခွားသီးနဲ့ရောတုံးมาဖြစ်တဲ့အတွက်အဲ့ဒီသခွားသီးတုံးမဲ့ထဲမှာကျွန်တော်ပမုံလာ ပြုတ်ထားတဲ့ဟာကိုထည့်มาဖြစ်ပါတယ်ဘုဆိုရင်အားလုံးကို ကျွန်တော်ထည့်လိုက်ပါပြီ။ ဲ့ဒါပြီးရင်တော့ကျွန်တော်ရေစေးတန့်စင်ပြီးသားခရမ်းချင်းဒီတလုံးပေါ့เนาะအဲ့ဒါကိုပုံမှာပြထားတဲ့အတိုင်း slide လုပ်ပြီးတော့မှဒီအတုတ်ထဲမှာကျွန်တော်ထပ်ထည့်ပါမယ်ဒါရိုးရှင်းလွယ်ကူတဲ့တုံကြီးလေးတစ်ခုဖြစ်ပါတယ်လူတိုင်းလည်းလှုပ်ရှားနိုင်တဲ့အနေအထားဖြစ်တယ် ားလုံးလှိပြပြီးဆိုလို့ရှိရင်ကျွန်တော်သုံးမဲ့ပကံထဲမှာဒီခန်းချင်းဒီအားလုံးကိုကျွန်တော်ထည့်လိုက်ပါတယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျက်သွန်ဒီတချမ်းပေါ့နော်ရေးစေးတန်းစင်ပြီးသားအဲ့ဒါကိုပပလှိပြီးတော့အဲ့ဒါကိုလည်းထပ်ထည့်မယ်အခုဆိုရင်ထည့်လိုက်ပြီ အားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ငွေရုပ်သီးပေါ့နော်ကျွန်တော်ကတော့၄၅6တောင်းလောက်ထည့်တယ်အဲ့ဒါကိုပုံမှန်ပြထားတဲ့အတိုင်းလှီးပြီးတော့မှဒီသုံးမဲ့ပကံထဲမှာထည့်လိုက်မယ်โอเคအဲ့ဒါအားလုံးပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုံးလဲဆိုလို့ရှိရင်ဒီငွေရုပ်သီးတွေကိုအကုန်လုံးထည့်ပြီးပြီဆိုလို့ရှိရင်တံပြာအဲ့မှာတံပြာသီးလဲသုံးလို့ရတယ် တံပီယိုလည်းတုံးလို့ရတယ်ကျွန်တော်ကတော့တံပီယိုသီးကိုတုံးထားတယ်တံပီယိုသီးတစ်ချမ်းကိုကျွန်တော်ချမ်းပြီးတော့မှအဲ့မှာညှစ်ထည့်လိုက်မယ်ပြီးတော့လိုအပ်တဲ့အရာတွေကိုဆက်ပြီးတော့ကျွန်တော်ထပ်ထည့်မှာပေါ့နော်ဒီအရာသာအတွက်စာတို့အာဘာလို့ဟောအချုံမော့တော့ကျွန်တော်မတုံးဘူးကျွန်တော်ကအဲ့နေရာမှာဟွန်ဒရှိကိုကျွန်တော်အသုံးပြုထားတယ်ပေါ့နော် အခုတော့လေမွန်ကျွန်တော်ညှစ်မယ်ညှစ်ပြီးတော့မှအားလုံးကိုနှမ်းဆောင်ကျွန်တော်အရာဓာတ်တွေစိတ်ငြောအောင်ကျွန်တော်ကအဲ့ဒါကိုညှစ်ပြီးတော့ထားထားပေးမယ်อืมအဲ့ဒါ BB ဆိုလို့ရှင်တော့ကျွန်တော်နေမယ်ပေါ့เนาะတုံးမယ်ပေါ့ဒီအချင်းရတာနှံ့ဆက်သွားအောင် အဲ့ဒါပြီးလို့ရှင်တော့ကျွန်တော်အရသာအတွက် စားတွေထည့်မယ်အကွာတော့လေမွန်ထပ်ထည့်တာပေါ့เนาะတချမ်းကိုကျွန်တော်ပြီးတော့အရသာဟိုဖြစ်အောင်ကျွန်တော်ကဆက်ပြီးတော့ထည့်ထည့်มาဖြစ်ပါတယ်အခုဆိုရင်အချိန်တက်တယ်လေအားလုံးနှက်ဆက်သွားပြီဖြစ်တဲ့အခါမှာကျွန်တော်တို့အရသာအတွက် စားနဲ့ဟွန်ဒရှိကိုကျွန်တော်အသုံးပြုမှာဖြစ်ပါတယ်အဲကြောင့်ဟွန်ဒရှိကိုကျွန်တော်အသုံးပြုမဲ့အတွက်ဟွန်ဒရှိကိုပထမဆုံးကျွန်တော်ထည့်မှာဟွန်ဒရှိကတော့ငမုံဖြစ်တယ်ငမုံကတော့ကျွန်တော်အခု9မီလီ ကျွန်တော်ထည့်လိုက်တယ်ပြီးတော့အငံအတွက်ပေါ့နော်စားအဲ့ဒါကိုလည်း9မီလီကျွန်တော်ထည့်တယ်ပြီးတဲ့အခါမှာကျွန်တော်တို့တုပ်လိုက်မယ်နယ်လိုက်မယ်အချင်တက်နည်းနည်းလိုတဲ့အတွက်ကျွန်တော်တံပြားနည်းနည်းထိုက်ညစ်တယ် အဲ့ဒါပြီးလို့ရှင်တော့တုတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အလွန်ရတာရှိတဲ့တခွားသီးတုတ်တပွဲရရှိလို့သွားပြီးဖြစ်ပါတယ်ဒီဟာမှာလဲတုတ်ပြီးတဲ့ခါမှာလွယ်တဲ့ဟာကိုမြည်ကြီးလွယ်တဲ့အရာကိုကိုယ့်ကို ဖြည့်လို့ရပါတယ်ဟုတ်ကဲ့ပါ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်တယ်အဲနောက်တစ်ပတ်မှာလဲကျွန်တော်တို့ပြန်လဲတွေ့ဆုံပါဦးမယ်အားလုံးကိုဘိုင်ဘိုင်